င်္ဂလိပ်တယောက်ကိုစားပြီးနားမလည်လို့ကနောင်မီလေးနဲ့ညီဖြစ်သူကြောင့်အဆက်ရနေရဲ့ပိုင်းတကုံပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ် စာပြီးနားမလဲဝါပြီးထွေးထုတ်တတ်တဲ့အကျဉ်းစရိုက်ရှိတဲ့ညီဖြစ်သူကြောင့်ဒုက္ခရောက်နေရတာကတော့တရုတ်ဆောင်မင်းသားပိုင်းတကောမှာအခုဆိုရင်တော့ပိုင်းတကောရဲ့ညီဖြစ်သူရှင်ဖုံပြည့်ရဲ့နောင်မီလင်းတဲ့ကိစ္စတွေကအင်တာနက်မှာပြန့်နှံ့နေတယ်လို့သူ့ရဲ့မဖွဲမရကိစ္စတွေ screenshot တွေအထိပါပြန့်နှံ့နေရဖြစ်ပါတယ်။ဒါကြောင့်လည်းတော်တော်လေးကိုဝေဖန်မှုတွေကမြင့်တက်နေရဖြစ်ပါတယ်။အစောပိုင်းမှာတော့ပိုင်းတကောရဲ့ညီရှင်ဖုံပြည့်ကအခုဖြစ်သူရဲ့နာမည်ကြီးမှုကိုအသုံးချပြီးတော့အနုပညာလောကမှာနေရာတနေရာရဖို့အတွက်အစွမ်းကုန်စူးစမ်းနေကြတာဖြစ်ပါတယ်။ အခုကမှတော့ပိုင်နဂွန်ရဲ့ညီဖြစ်သူရှင်ဖုံးပြေကသူ့ရဲ့အတူနေချစ်သူပေါ်မှာလမ်းခွဲကောင်းမမရရန်ပြောဆိုထားတာတွေလောက်ကြောင်းရှင်ဖုံးပြေရဲ့ချစ်သူဟောင်းမက်ခင်မင်းခါကပြောဆိုလာခဲ့ပါတယ်။မက်ခင်မင်းခါကသူမကိုမိသားစုအတိုင်းဝိုင်းတွေတငယ်ချင်းအတိုင်းဝိုင်းတွေဘက်ကပိုင်နဂွန်ရဲ့ညီရှင်ဖုံးပြေနဲ့မတွေ့ဖို့အတွက်အတန်တန်တားနေကြတဲ့ကနေသူမဘက်ကယုံစားပြီးတော့တွဲခဲ့မိကြောင်းဒါပေမဲ့လေသူမကအချစ်တခုကိုကိုးကွယ်ပြီးတော့ပိုင်နဂွန်ရဲ့ညီဖြစ်သူရှင်ဖုံးပြေးနဲ့အတူတူနေထိုင်ခဲ့မိကြောင်း ဒါပြင်သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံတွေကိုလည်းလူသိရှင်ကြားချပြကတွဲခဲ့ပေမဲ့အခုချိန်မှာတော့ပိုင်းတကွန်ရဲ့ညီဖြစ်သူရှင်ဖုံးပြည့်ရဲ့အချင်းစရိုက်တွေကိုတီးမခတ်နိုင်တော့တာကြောင့်ဆက်မပေါင်းနိုင်တော့ကြောင်းပြောခဲ့တာဖြစ်ပါတယ်။ရှင်ဖုံးပြည့်ရဲ့ချစ်သူမခင်မင်ကာကပိုင်းတကွန်ရဲ့ညီဖြစ်သူရှင်ဖုံးပြည့်တယောက်အိမ်နဲ့အဆင်မပြေလို့အိမ်ပေါ်ကနေဆင်းလာချိန်မှာပတ်စံတပြားတစ်ချက်မှမပါတာကြောင့်သူမကိုယ်တိုင်ကပဲတိုက်ခန်းငါပြီးထမင်းချက်ကျွင်းနေလင်မယားလိုအတူတူနေပေးခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းအခုတစ်ခါမှာတော့ပိုင်းတကွန်ရဲ့ညီဖြစ်သူရှင်ဖုံးပြည့်ဟာ သူ့အပေါ်ကိုအရန်ကောင်းတဲ့ချစ်သူမခင်မင်းခါကိုတစ္ဆာမဲကနောက်မီးလင်းပြီးတော့တခြားမင်းကလေးတွေနဲ့ပါတွဲနေရဖြစ်ပါတယ်။ဒါကြောင့်လူပြောများနေရဖြစ်ပါတယ်။ရှင်ဘုံမြစ်ကခင်မင်းခါပေးတဲ့ငွေနဲ့အိမ်မာနေထိုင်စားတောက်ပြီးတော့မင်းကလေးတွေနဲ့ဖောက်ပြန်နေရဖြစ်ကြောင်းနဲ့ဖောက်ပြန်ထားတဲ့တပ်တွေတွေလည်းအများကြီးရှိတယ်လို့မခင်မင်းခါဘက်ကနေပြောဆိုထားပါတယ်။ခင်မင်းခါစီမှာတင်နေတဲ့အကျွေးတွေကိုပြန်တောင်းခဲ့ပေမဲ့ရှင်ဖုံးပြေဘက်ကမပေးနိုင်ဘူးလို့ပြောခဲ့ရပါဘူး။ ိုင်းကောင်ရဲ့ညင်ရှင်ဖုံးပြေးဘက်ကတော့သူ့ဘက်ကဘာအမှားမှမလုပ်ကြောင်းနဲ့သူ့ကိုမဟုတ်မမှန်ပြောနေတဲ့ခင်မင်ခါကိုလည်းတရားဥပဒေကြောင့်အရာရင်ဆိုင်သွားမယ်လို့ဆိုခဲ့ပါတယ်။ မခင်မင်ခါကလည်းပိုင်ဒဂွန်ရဲ့ညီရှင်ဖုံးပြေကိုအဆုံးထိတရားရင်ဆိုင်မယ်လို့ပြောထားတာပါပရိသတ်တွေကတော့တဦးရုံစင်းညီကိုယင်းဖြစ်ပေမဲ့ပိုင်ဒဂွန်နဲ့လာလာမမတူပဲရှင်ဖုံးပြေရဲ့အကျဉ်းစရိုက်တွေကိုပြောနေကြတာဖြစ်ပါတယ်ရှင်ဖုံးပြေရဲ့အကိုဖြစ်သူမင်းသားကျော်ပိုင်ဒဂွန်ကတော့အနုပညာလောကမှာလှုပ်ဖော်ကင်ဘက်ညီကိုမောင်နှမတွေနဲ့လေးလေးစားစားနဲ့ချစ်ချစ်ခင်ခင်နေတတ်ပြီးတော့သူ့ရဲ့ပရိသတ်ကြီးအပေါ်မှာလည်းဖော်ဖော်ရွရွနဲ့ပဲချစ်ခင်စွာဆက်ဆံတတ်ပါတယ်ပိုင်ဒဂွန်ကမိဘတွေပေါ်မှာလည်းတိတက်လိမ်မာတဲ့သားလိမ်မာတစ်ယောက်ဖြစ်ပြီးတော့အလူတန်းတွေလောက်က တရတရားလဲအင်မတန်ကိုထက်သန်တဲ့သူတယောက်ဖြစ်ပါတယ်။နောက်ထပ်လူတိုင်းကိုလေးစားအားကြရတဲ့အချက်ကတော့သူရဲ့ချစ်သူလင်းမြဖြူပေါ်မှာတစ္ဆာရှိပြီးတော့လက်တွဲမဖြုတ်ပင်ချစ်ခင်မြန်နိုးပေးတာကိုပါ။ အခုဆိုရင်တော့သူရဲ့ချစ်သူဖြစ်သူနဲ့ဒီနေ့ထဲမှာပဲလက်မှတ်ထိုးပြီးတော့လက်ထပ်ထိမ်းများခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့ချစ်ချင်းမေတ္တာကြီးမားပုံကိုလည်းလူအများကအတိမတ်ပြုခဲ့တာပါ။ဒီလိုမျိုးမိန်းကလေးတွေကြားမှာမျက်နှာပန်းပွင့်ပြီးအောင်မြင်နေတဲ့ပိုင်းတော်မှာတော့သူနဲ့ဇနီးချင်းမတူတဲ့ညီဖြစ်သူရှင်ဖုံးပြေဟာမိန်းကလေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အခုတလောလူပြောများနေခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအကိုဖြစ်သူနဲ့အကျင့်စရိုက်မတူပဲစားပြီးနားမလည်လုံနေတဲ့ပိုင်တခွန်ရဲ့ညီရှင်ဖုံးပြေပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်